မင်္ဂလာပါတယောက်တည်းပြိုင်တာပထမဆုံးရတယ်ဆိုသူလိုပဲရွေးကောက်ပွဲမစခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြူပါတီကြောင့်ဝေဖန်ပါမယ်လက်ရှိမှာသခိုင်းလိုက်ဒေတာကြီးရဲ့တချို့ဒေတာတွေတင်းနေလာကြီးရှမ်းကရနယ်စပ်ကချင်ပြည်နယ်နဲ့တချို့ဒေတာတွေမှာပေါ့နော် အာဒီခိုင်မျိုးပါတီတပါတီနဲ့ရှိတဲ့အတွက်မပြိုင်ခင်တည်းကဘသူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ်ပေါ့အာဆိုတော့ဒါစစ်တပ်နဲ့တန်ခိုင်ရင်းနဲ့ပေါင်းပြီးလဝါချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြုတ်ဆုံမှုတွေရှိရဲဝေဖန်မှုတွေရှိရဲအာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုတောင်မျိုးမျိုးရှိကြတယ်ကျတော့ကျမမဘုသူမဟာသွေးရဲ့အမြင်ကိုစကားလေးတခွန်းနဲ့လိုရင်းတူရှင်းပြောမယ်ကြောက်တက်လို့လွဲတဲ့ရဲတဲ့သူမင်းဖြစ်တယ် ကြောက်တက်ရင်လွဲတယ်ရဲတယ်သူမင်းဖြစ်တယ်ခမားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့တွဲခမားတို့လွဲသွားတယ်သူတို့တက်တီစီလို့သူတို့ဝင်ပြိုင်တာဒီစကိုင်းနိုင်ဒေတာကြီးအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကဏီလို့ပုံစံမျိုးဟုံမလင်းမင်းကင်းစစ်မဲ့ဖြစ်ပေါ်တဲ့ဒေတာတွေဒီဒေတာတွေမှာတက်မတော်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးသွားပြီဘဲပါတီဝင်မပြိုင်ရပါဘူးလို့ကန့်သတ်မှတ်ထားဘူးခမားတို့တက်တီရှိရင်ဝင်ပြိုင်လို့ရတယ် ခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်။သူတို့တွေတက်တီရှိလို့ရဲတဲ့သူမင်းဖြစ်တယ်။ဒီအတွက်ဘာမှထူး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 တွေပြောနေကြမလို့ဘဲပါဒီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်တတ်မှတ်ထားတာမရှိဘူး။တိုင်းငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိတယ်။ခင်ဗျားတို့တက်တီရှိရင်ဝင်ရွေးခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်။ဒီခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချယ်ခံတယ်။ကြောက်ရင်လွဲမယ်ရဲတဲ့သူမင်းဖြစ်တယ်။နော်အာဆိုတော့ ဒီတင်းလာရေးဖြူဆိုတာကလက်ရှိနောက်နေဆက်တဲ့နိုင်ငံအခင်းချင်းမှာပထမဆုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသပထမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသဒီလိုနေရာမျိုးမှာဘဲပါဒီမဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစင်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရဲတဲ့အတွက်ကြောက်တဲ့လူတွေလွဲတယ်ရဲတဲ့ပြည်ခိုင်ဖြိုးကမင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်မပြည်ခိုင်ဖြိုးကိုအားပေးတယ်ပါတီအနေနဲ့ဆိုရင်တော့ပြည်ခိုင်ဖြိုးကိုမဲပေးတယ် သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတ်တီတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်ကိုကပြည်ခိုင်ပြိုးပါတီကိုကြိုက်လင့်ကစားကုတ်တီတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေသဖွံ့ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပြီးပါနဲ့နော်ဆိုတော့လက်ရှိအချိန်မှာဟာကျမမေးဆွေနေနိုင်ငံရေးဆွေးနွေးပြတဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရတယ် တချို့သောမိတ်ဆွေတွေကညွန့်ပေါင်းဆိုရဖြစ်စေခြင်းကြတယ်ကျမလုံးဝညွန့်ပေါင်းဆိုရမဖြစ်စေချင်ပါဘူးနော်အနိုင်ငယ်ဆွေးနေတဲ့ကောင်မလေးကျမမိတ်ဆွေတွေနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာဟိုးအရင်ဆက်ဆက်တဲ့ကနော်ဟိုးအရင်ဆက်ဆက်ဆို2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကအာပြတ်သွားပြီလို့ပြောခဲ့တာကျမ တမရော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တမရော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံခြေကဥပဒေပုံမှန်လေးတခွန်လေးတရှိရာအာနာထိမ့်ပြီးတချောက်ကရွေးကောက်ပွဲပြန်ကျင်းပပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်းနှစ်ရက်အလိုတွေက ရွေးကောက်ပွဲပြီးပြီးချင်းနှစ်ရက်မှာတည်းကျွန်မပြောခဲ့တယ်။နော်အဲ့ဒီလိုနိုင်ငံရေးကြီးဆိုနေတဲ့ကောင်မှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းအရင်သဘောထားကွဲလဲပြီးတော့တချို့မိတ်ဆွေတွေတော့မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတဲ့လူတွေအများကြီးရှိတယ်။ယခုလက်ရှိနိုင်ငံရေးအခင်းကျင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးတဲ့အခါမှာလည်းကျွန်မကညွန်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေကျန်သူဖြစ်သွားကြတဲ့လူတွေရှိတယ်။နော်ဆိုတော့နိုင်ငံရေးရသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူး။ဘာကြောင့်လဲ တာမန်2010လို့2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နှီးတင်းကြီးအေးချမ်းတဲ့နေရာဒေသအချိန်ခါမျိုးဆိုရင်ညို့ပေါင်းအစိုးရဖွဲ့တဲ့ပေမဲ့အခုလိုမျိုးစိတ်ရပြိပက္ခရဖြစ်နေတဲ့အချိန်မှာညို့ပေါင်းလှုပ်လိုက်လို့ရှိရင် NCA 10နှစ်ပြည့်တယ်လို့ပဲနော် NCA ထိုးတာက10နှစ်ပြည့်သွားတယ်ဆွေးနွေးပွဲလာလိုက်ညင်းခုန်လိုက်ပြန်သွားကြလိုက်နောက်တစ်နှစ်နောက်တစ်နှစ်လာလိုက် ညင်ခုံလိုက်ဆွေးနွေးလိုက်ပြန်သွားချလိုက်နဲ့ခရီးကရှေ့ကိုမရောက်ဘူး NCA ဒါ10နှစ်ပြည့်သွားတယ်ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်မယ်ဆိုရယ်အဲဒီစကားတစ်ခုမှလည်းရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုကိုကိုမှန်နေထင်ကြတယ်ဒါကြောင့်မလို့လူတလောက်ခရီးမပေါ့ဘူးခရီးမတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညှို့ပေါအစိုးရအလိုမရှိဘူးတပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှေ့ဆက်မယ်အဲ့ဒီပါတီကိုထိန်းချုပ်နိုင်မယ်အတိုက်ခံပါတီရှိရင်ရပါ ညုံပေါင်းဆိုးရဖွဲ့လိုက်လို့ရှိရင်ကျိတ်သေးပေါခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းဆိုးရဖြစ်ကျင်နေဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့အလွန်ကြမှာတိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုးရဖွဲ့တင်ပါတယ်နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားပိုင်းမှာကျွန်မမေးရွှေတီတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခု line ပေါ်မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလွဲမလဲကျွန်မစောင့်ကြည့်ပါမယ် နိုင်ငံရေးဆိုတာတော့ကိုယ်မှန်နေထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။နောက်တစ်ခုကကျမကလေအဒီလွှတ်တော်အမတ်တွေလွှတ်တော်တွေမှာဗျမ်းပရာတွေပြောကြတယ်ရွေးကောက်ပွဲမဲဆွဲစည်းရုံးစဉ်ကာလာတော်ကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမယ်ညာတွေလုပ်ပါမယ်ပြည်သူကိုဂရီကူတွေပေးပြီးတော့နော်ခတိမတီးတဲ့အမတ်တွေကိုထိန်းចောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်လဲထိန်းចောင်းကျူးပြီလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထက်ခါထက်ခါထက်ခါပြောခဲ့ဘူးတယ် လက်ရှိချိန်မှာเนาะကျမတို့မြေပြင်မှာဟောအခုလို online မှာဟောနိုင်ငံအရေးတွေဆွေးနွေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအထက်ထဲမှာအခုလွှတ်တော်မတ်တွေကိုထိန်းချောင်းဖို့ right to recall နဲ့ပတ်သက်လို့เนาะလွှတ်တော်မတ်တွေပြည်သူကိုပေးထားတဲ့ဂရုမတည်ရင်လွှတ်တော်တွေကပြိုင်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ design မမပြောခဲ့တာကျမမကုတုမဟာတို့တယောက်တည်းပဲရှိတယ်။ ဒါပေမဲ့အခု2025ရွေးကောက်ပွဲကာလမှာအခု2025ရွေးကောက်ပွဲပြီလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးနော်အရေးချင်းမပြည့်တဲ့လွှတ်တော်မတ်တွေလွှတ်တော်တီတူဂရိကူတွေပြီးပြီးတော့မတည်တဲ့လွှတ်တော်မတ်တွေကိုပြန်ပြီးထိန်းချောင်းဖို့ right away ကဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အခြေအနေချင်းကတော့မဟုတ်သေးဘူးလို့ကျွန်မရှုံးမြင်တယ်။ထပ်ပြီးပြောမယ်နော်။ လွှတ်တော်မတွေကိုထိန်းချုပ်နိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတိအပြည့်ပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံးဒီဇိုင်းအမှတ်မဲ့ပြောခဲ့တာကျွန်မနော်နေရီခေါ်ပြောပွဲတွေသွားတဲ့အခါလဲကျွန်မပြောပြတဲ့လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကိုပြန်ပြီး sharing လုပ်တဲ့အခါမှာလည်းကျွန်မပြောပြတဲ့မြန်မာလက်ရှိကျွန်မတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရင်နဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲထဲမှာဒီเจ้าရောင်နဲ့ပတ်သက်လို့ဒီဇိုင်းမဲမဲပြောခဲ့တာကျွန်မတက်ရောက်သေးပဲရှိရဲ့ဒါကဂုံစာရမဟုတ်ဘူးကိုရင်တွေ့ ာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေးမယ်အခုအချိန်မှာဒီ right to we ကဥပဒေကိုပြဋ္ဌာန်းဖို့မလိုအပ်သေးဘူးအချိန်ကမကြသေးဘူးလို့ဆိုလိုချင်တာဘာလို့လဲရွေးကောက်ပွဲကเนาะဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြင်ကြားထဲမှာအခက်ခက်ခဲခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲစစ်မီးတွေတဟုံးဟုံးတောက်နေတဲ့စစ်တလင်းပြင်မှာเนาะရွေးကောက်ပွဲကနေလှက်တော့ဆိုတဲ့ပန်းကလေးတစ်ပွဲအခက်ခက်ခဲခဲပွင့်ရတာ ရန်တန်ပုံရန်တန်ဘုံတန်ကြီးစန်းတွေရန်ငွေတွေကြားကစစ်တလဲပြန်မှာလွတ်တော်ဆိုတဲ့ပန်းကလေးကအခက်ခဲခက်ခဲပွင့်ရတာအဲ့ဒီပန်းလေးကိုကိုကတော့စေတနာနဲ့ဒီပန်းလေးကိုရေလောင်းပေါင်းတဲ့ဓမ္မီဩသာကျွေးလိုက်ပေမဲ့တရာလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီပန်းကတည်သွားတက်တယ်နော်ခင်ဗျားတို့အိမ်မှာဗန်းနေပြိုးတဲ့အခါကြည်ပါဓမ္မီဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီသစ်ပင်လေးကမရှင်းတမ်းမကြီးထွားပဲနဲ့တည်သွားတတ်ပါတယ် နော်ဆိုတော့ဒီမှုန်တိုင်းကြမှာစစ်တလင်းပြည်ကြမှာခက်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 ကျင်းပါတယ်ရွေးကောက်ပွဲကိုအဲ့ဒီလွှတ်တော်အမတ်တွေကို right to we go ဆိုတာကြီးနဲ့ချက်ချင်းထိန်းကြောင်းလိုက်လို့ရှိရင်ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှပအောင်ရေလောင်းပေါင်းတင်ပြီးရောတက်မီဩဇာကျွေးပေမဲ့အဲ့ဒီတန်းတန်းမှုခံကိုသူတို့မခံနိုင်တဲ့အခါမှာ ပြက်စီးသွားနိုင်တယ်။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မဲ့တွေကိုထိန်းချောင်းတဲ့ဥပဒေလုံးချင်တယ်ဆိုရင်တော့အ ਨੇ ဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကမှ ပြဋ္ဌာန်းသင့်ပါတယ်။အခု2025 26ဆိုရင်29 28 2028 20အကုန်2029ဒီလိုနှစ်နှစ်ကျော်၃နှစ်လွှတ်တော်တက်တန်းနှစ်နှစ်ကျော်၃နှစ်ကြာကပြီးမြင်တော့ကြာပြီးတဲ့အချိန်မှသာ နော်ဒီနှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာဘယ်အမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ဂရိကိုတွေကိုဘလို့တည်နိုင်တဲ့ဘလို့အရေးချင်းရှိစဉ်လဲဆိုတာစမ်းစစ်ပြီးတော့ဒါဒီဥပဒေကို ပြဋ္ဌာန်းသင့်ပါတယ်လွတ်တော်ကြီးစစချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာအမြင့်ကို ရိုက်ချိုးအမြင့်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာ ਨੇ အတူတူပါပဲ